ဒီနေ့တော့ကျွန်တော်တို့ငလင်ကြီးလောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာမပျက်စီးသေးပဲနဲ့ကြံရှိနေသေးတဲ့ဒီအဆောက်အဦတွေပေါ့နော်အဆောက်အဦအမြင့်တွေပေါ့အထက်မြင့်တွေတော့မဟုတ်ဘာဒီအဆောက်အဦပဲမဆိုပေါ့နော်ဒါဒီကျွန်တော်တို့ဒီမန်လေးမြို့တော်စီဝင်သားရေးကော်မတီကထုတ်ပြန်ထားရှိပါတယ်အဲကျွန်တော်ဒီမန်လေးတရင်းစာတွေကလည်းအကောင့်တော့ဖော်ပြထားရှိပါတယ်ကျွန်တော်ဖတ်ပြပေးပါမယ်နော်မန်လေးမြို့တော်စီဝင်သားရေးကော်မတီနဲ့နမိတ်မန်လေး၆မြို့နယ်အတွင်း 28ရက်3လ2022ရက်တွင်ဒုက္ခခဲ့သောငလင်တန်းကြောင့်ပျက်စီးသွားသည့်အဆောက်အုံများ၏ကြံ့ခိုင်မှုအနေထားများနှင့်ပတ်သက်၍လူနေထိုင်ရန်တင့်မတင့်ဖြုတ်ဖြဲ့ရန်လိုအပ်မှုရှိမရှိအားတဲ့ကျွမ်းကျင်အင်ဂျင်နီယာအင်ဂျင်နီယာကြီးများပါဝင်သည့်အဖွဲ့ဖြင့်စစ်ဆေးပေးပါမည်ဖြစ်သောကြောင့်ဆောင်ရွက်လိုသည့်အင်ရှင်များကတော့မလေးမျိုးတော်စီဝင်သားရေးကော်မတီယုံ26လမ်း82လမ်းနဲ့82လမ်းကြားကို ဒါရောက်ဆက်သွယ်နိုင်မှာကျွန်တော်အတိပေးထားတယ်ပေါ့နော်ဆိုတော့ကကျွန်တော်တို့မိတ်ဆွေတွေအားလုံးပေါ့နော်မိဖမိမိတို့ဒီအဆောက်အဦတွေပေါ့နော်မိတို့အိမ်ယာတွေစိတ်ကစလုံးစလုံးဖြစ်ပြီးတော့မှအဲ့လိုမျိုးဆစ်ဆီးကျင်နေဆိုရင်တော့နော်အဲ့လိုတွားရောက်ပြီးဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းအတိပေးအပ်ပါတယ်ခင်ဗျာနော်အားလုံးလည်းအဆင်ပြေကြမယ်လို့ပြောလင်းပါတယ်ကျွန်တော်တို့ဒီ Facebook ကနေပြီးတော့တရင် source ကိုယူပြီးတော့ကိုကြီးပေးတာဖြစ်ပါတယ် ဘယ်ကမှစပေါ်တာယူထားမှရှိပါဘူးကိုယ်ကသူဝါသနာပါလို့အများကျိုးကူညီခြင်းနဲ့စိတ်ကြောင့်ပေါ့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဖတ်ပြပေးတာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ